ဗြိတိသျှအောင်အမေမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကြွဆွလိုက်ပါရှင်ကျမတို့ channel ကနေနေ့စဉ်ပြည်တွင်းဖြစ်ပါတဲ့များကျောင်းရေးတဲ့များနဲ့နောက်ဆုံးရတဲ့များကိုအချိန်နဲ့တပြေးညီစာတင်တက်ဆက်ပြီးတော့မှဖြစ်ပါရှင်ယခုပရမအောင်စွာစာတင်တက်ဆက်ပေးမဲ့တင်ကြောင်းလေးကတော့စကားဆောင်နဲ့ဘယ်လာရုတမရတို့ကနိုင်ငံတကာစံချိန်များကိုကယူမဆိုင်ပဲအတူတကွအပူပေါင်းကြော်လွားမိဆိုတဲ့တဲ့များဖြစ်ပါရှင်စကားဆောင်မှုချုံမကြီးမရောက်နိုင်တဲ့ဘယ်လာရုတမရလူကာရှန်ကော့တို့က၎င်းတို့အားတန်ခတ်ပတ် ချမှတ်ထားတဲ့နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုဆန်ရှင်များကိုကြည့်မဆိုင်ပဲအတူတကွာပူပေါင်းကြော်တော်သွားမည်ဟုထုတ်ဖော်ပြောဆိုခဲ့ကြောင်းစကောင်းစီရဝါဒဖြစ်တဲ့တင်စာများတွေဖော်ပြထားဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့တစင်အာနာရှင်ဘယ်လာရုရှားနိုင်ငံတို့တွားရောက်ခဲ့တဲ့အာနာသိစကောင်းဆောင်ဟာရင်းနိုင်ငံရဲ့သမ္မတနဲ့အတူယမန်နေမက်စလောက်ခုနှစ်နေကတည်တံတွေ့ဆုံဆွေးနွေးပြီးတင်စာရှင်နဲ့ပွဲပြုလုပ်ခဲ့ရတွင်ထုတ်ခဲ့သူထပ်တွေ့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဆန်ရှင်လုပ်ပြီးတော့ဖိအားပေးတယ်ဆိုတာမျိုးကဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးပฏิပခတ်သာပုံမကြီးမလားစီမဖြစ်ပါတယ်ကျွန်တော်တို့ရပူပေါင်းပြီးရင်ဂျာကူရင်ဆိုင်ကြော်လွားသွားမှာပါဟိုစကားစာပြောဆိုခဲ့တာဖြစ်ပါတယ်ချုပ်ပြီးအရေးယူပိတ်ဆို့မှုဆန်ရှင်များနဲ့ပတ်သက်ပြီးတော့ခြေဆက်မှုမရှိတဲ့ software ဟူတဲ့စကလုံးအားအသုံးပြုက software များကအင်အားစုစည်းမှုကိုပုံမရရှိစေပြီးပြိုင်ဆိုင်မှုများပြင်းထန်လာစေမိကိုလည်းတတိပြုစီလိုချောင်းကပြုစုထားဖြစ်ပါရဲ့ မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းပြီးနောက်စစ်ကောင်စောင်းများစစ်ကောင်စေဖွဲ့များနဲ့၎င်းတို့ရဲ့အပေါင်းပါတစုကိုဆရာစုအပေါင်းဝင်လူမျိုးသုံးတပြတ်မှုနဲ့လူအခွင့်အရေးချုပ်ဖောက်မှုများအစတည်တို့ကြောင့်နိုင်ငံတကာကဆန့်ကျင်များချမှတ်ခဲ့ဖြစ်ပါသည်။ထို့သူဥရောပရဲ့နောက်ဆုံးအာဏာရှင်နိုင်ငံဟုသတ်မှတ်ခံထားရတဲ့ဘယ်လာရုရှ်နိုင်ငံဒီလည်း၎င်းနိုင်ငံရဲ့ပြီးခဲ့တဲ့2020ရွေးကောက်ပွဲတွင်လက်ရှိသမ္မတလူကန်ရှန်ကော့ကအတူရောင်ပြုလုပ်ပြီးတော့အာဏာဆက်သိမ်းကလူအခွင့်အရေးများချုပ်ဖောက်ခဲ့တာဖြစ်ပါသည်။ ရင်းချင်းနေများအပြင်ယူကရိန်းအားချွတ်ချော်ချက်စတင်ခဲ့တဲ့ရုရှားနိုင်ငံကိုစီးအကူညီများပေးခဲ့သောကြောင့်ဘယ်လာရုစ်နိုင်ငံကိုစကောက်စင်နေတူအရေးယူပိတ်ဆို့မှုဆန့်ရှင်များကိုဥရောပသမဂ္ဂနဲ့အမေရိကန်စတင်နိုင်ငံတို့ကအတိအကျချမှတ်ထားကြောင်းသိရပါတယ်။ ဘယ်လာရုစ်တမနာကလူကာရှန်ကော့ကမနိုင်ငံတကာရဲ့အဆန်ချင်များကိုအခွင့်အလမ်းဖြစ်သတ်မှတ်ထားပြီးရင်းတွဲနိုင်ငံအကြအပူပေါင်းရေးလုပ်ငန်းများကိုပိုမိုစီးလုပ်စွာဆောင်ရွက်ပါကဖိအားများကျော်လွှားနိုင်မည်ဟုစကားဆောင်တဲ့အတူပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားဖြစ်ပါသည်ရန်ပြင်းအာဏာသိမ်းစစ်ကောင်ဆောင်ကိုကက်ကွက်မှုများပေါ်မှာလစ်လျူရှိ၍နိုင်ငံရဲ့ပြည်သူလူထုကြမှာအကြောင်းအပြကကောင်းမီထင်းသည့်အရာများကိုအမြန်ဆုံးအကောင်အထည်ပေါ်ဆောင်ရွက်ရန်လဲအာဏာရှင်နိုင်ငံဘယ်လာရုစ်တမကကအကြံပြုကြောင်းသိရပါသည် ်အဆွေတော်အနေနဲ့အကောင်ထပ်ပေါ်တဲ့အချိန်မှာတချို့လူတွေကမကြိုက်တဲ့လူတွေကတော့ရှိကောင်းရှိမှာပါဆန်ရှင်တွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့မှာရှိနေတဲ့ဆန်ရှင်တွေကလည်းထပ်ပြီးတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ဘယ်လာရုစ်တမတာကပြောဆိုထားကြောင်းသိရပါတယ် လက်ရှိတွင်၎င်းတို့ကိုဥရောပသမဂ္ဂအမေရိကန်ပြစ်သည်ဩစတြေးလျကနေဒါနှင့်ဂျပန်စတဲ့နိုင်ငံတို့တွေမှာဆန်ရှင်များချမှတ်ထားပြီးလူပုဂ္ဂိုလ်များစီးပွားရေးလုပ်ငန်းများပြည်ပခီးတွာလာခွင့်ဘဏ်အကောင့်များလက်နက်တင်ပို့မှုများနဲ့တန်နေရစတာဝယ်ယုံမှုများကိုပိတ်ပင်တာမြင့်ထားကြတဲ့တည်ရှိရပါတယ်ဆက်လက်ပြီးတော့ စကောင်းစီအပေါ်ကကနေဒါရဲ့တန်ခတ်ပိတ်ဆို့မှုကို JFN ကကျူးဆူရဲဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ကနေဒါနိုင်ငံကစကောင်းစီအဖွဲ့ဝင်73နဲ့ကာကွယ်ရေးဝန်ကြီးဌာနမြန်မာစစ်တပ်နဲ့အမတ်33ချင်းများတမတ်ဌာနချုပ်တကိုတန်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ်မှာကျူးဆူကြောင်း Justice for Myanmar JFN ကတရင်ထုတ်ပြန်ချာဖြစ်ပါရယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမယတနာမောင်က အခုကနေဒါဂျန်ခတ်ပိတ်ဆို့မှုတွေကစစ်အုပ်စုကိုခိုင်းမာတဲ့တရင်စကားပါလိုက်တာဖြစ်ပေမဲ့စစ်အုပ်စုရဲ့အကြမ်းဖက်ဆက်စင်ရေးကိုရပ်တန့်ဖို့အတွက်လုံဆောင်စရာအများကြီးလိုအပ်နေပါတယ်လို့ထုတ်ပြန်ချက်မှဖော်ပြချားဖြစ်ပါတယ်ဂျန်ကမ်မမပါဝင်ခဲ့တဲ့အမှတ်33ချင်းမြတ်တမချနာချိုဟာ2019ခုနှစ်ကရိုရင်ဂျာရဲပေါ်မှာလူမျိုးတောင်တက်ဖြတ်မှုဂျွန်းနဲ့ခဲ့တဲ့သူဖြစ်တယ်လို့2021ခုနှစ်စစ်တပ်အနာသိပြန်အောင်ငြိမ်းချစွာဆန္ဒပြသူတွေကိုဖြိုခွင်းတက်ဖြတ်ခဲ့တဲ့တမတ်ဖြစ်တယ်လို့ဆိုထားဖြစ်ပါတယ်။ ကြပင်ကနေဒါနိုင်ငံကတန်ခပိတ်ဆို့အရေးယူလိုက်တဲ့ဒူဝေဟာစကောက်စီရဲ့အကြံဖက်ဆစ်စင်ရေးတွေကိုဗန်တန်ဝေထောက်ပတ်မဲ့စီပွားရေးလုပ်ငန်းတွေကိုမြင့်တင်ပေးနေတဲ့သူဝေစကောက်စီအတွက်အင်တာနက်ဖြတ်တောက်ရေးစင်ဆာဖြတ်တောက်ရေးအကောင့်ချက်ဖို့ပေးနေတဲ့သူနဲ့ electronic စောင့်ကြည့်ထောက်လန်းနေတဲ့သူတွေပါဝင်တယ်လို့ GFN ကဆိုထားဖြစ်ပါတယ် နိုင်ငံတကာအစိုးရအနေနဲ့မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီးစစ်ကောင်စီရဲ့ရာဇမှုတွေနဲ့လူသားမျိုးနွယ်အပေါ်မှာကျူးလွန်ခဲ့တဲ့ရာဇမှုတွေအတွေ့လူအပ်တဲ့အရင်မြစ်တွေကိုပိတ်ဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းချလို့ဆိုချဖြစ်ပါတယ်။ကနေဒါနိုင်ငံရဲ့မိဖက်နိုင်ငံတွေကိုလည်းစစ်ကောင်စီရဲ့ဗန်ဒန်ငွေစစ်လက်နဲ့ဆက်ပစ္စည်းကိရိယာတွေနဲ့လေယာဉ်စီရင်မြစ်တွေကိုပြင်မာထားတန်ခတ်ပိတ်ဆို့မှုတွေတိုးချဲ့ချမှာပေါ်လဲ JFN ကတောင်းဆိုချဖြစ်ပါတယ်။ ။လက်ဆက်ထမှာပဲတိုင်ခပေးဆူမှုတွေထိရောက်ဖို့ဆိုရင်စူပေါင်းညနိုင်ချမှတ်ထားတာမျိုးစစ်အုပ်စုရဲ့ကွန်ရက်တခုလုံးပြစ်မှတ်ထားတာမျိုးလုံးဆောင်တဲ့ပင်မြန်မာစစ်ကောင်စီနဲ့သူတို့ရဲ့ရာဇဝတ်စီပွားရေးကိန်းကိုမဖြစ်မနေဖျက်သိမ်းဖို့လည်းတိုက်တွန်းထားဖြစ်ပါရယ်။ကလေးရာဆိုရနိုင်ငံသားရေဝန်ကြီးဌာနကစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်ဥပရွှေနဲ့စစ်ကောင်စီရဲ့ပြည်အောင်စုဝန်ကြီးတွေဖြစ်တဲ့ဒေါက်တာကန်စောဥက္ကိုကိုလိုင်းဥအောင်ကျော်ဟော ဘိုးချုပ်ကြီးမောအောင်ခွန်တက်စောချုပ်အပြင်ဒုတိယအဝန်ကြီးတွေဖြစ်တဲ့ဘိုးမှုချုပ်လူမောဦးအောင်ကျော်ထွန်းဦးအောင်မြိုင်ဘိုးချုပ်ကိုလေးဦးဒေါ်တန်နဲ့ဦးမင်းသူဝထင်ကျော်သူစားတဲ့လူပုဂ္ဂိုလ်73ဦးကိုတန်ခတ်ပိတ်ဆို့အရေးယူကြောင်းကြေညာထားဖြစ်ပါရယ်။စကားစီကတော့ဒီအရေးယူပိတ်ဆို့ခံရတဲ့ပတ်သက်ပြီးတစိုးရရထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဆက်လက်ပြီးတော့ပတ်တရင်စစ်အခြေခံလေ့ကျင့်ရေးကြောင်းမှထွက်ပြေးသွားတဲ့စစ်မှုထမ်းတင်နန်သားတချို့ကရိုင်းနဲ့နှိပ်စက်တိုက်ပိတ်ခံရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အီယာဝီတိုင်းပတ်တရင်မျိုးရှိတဲ့စစ်အခြေခံတမ်းမြင့်လေးတွေကြောင်းမှထွက်ပြေးသွားခဲ့တဲ့စစ်မှုထမ်းတင်နန်သားတချို့ကိုစစ်ကောင်စစ်တပ်ကရိုင်းနဲ့နှိပ်စက်ပြီးတိုက်ပိတ်ထားကြောင်းသိရှိရပါတယ်။ ပဒိန်မျိုးရွှေမြင့်တဲ့အမတ်ချောင်းစေချေခံတမ်းမြင့်လက်ကျင်ကြီးချောင်းတကကချောင်းတွင်ပီတုစီမွန်တန်တင်းနှံတက်ရောက်ရန်အတမဆွဆောင်ခြင်းခံခဲ့ရတဲ့တတားတဲ့တချို့ဟာတင်းနှံသားကာလအတွင်းမှာထွက်ပြေးသွားကြပြီးပြန်လည်ဖမ်းဆီးခံရပြီးယခုလိုရိုင်းနဲ့နှိပ်စက်ပြီးတိုက်ပိတ်ခြင်းခံရခြင်းဖြစ်ကြောင်းတပ်တွင်တရေမြေချမှာတရှိရပါသည် ပြေးချင်တဲ့ကလေးတွေရှိတယ်ဒါပေမဲ့ဘလို့မှပြေးလို့မရဘူးလှုပ်ချုံရေးတွေအများကြီးစောင့်ကြတယ်ချက်ပြေးလို့ပြန်မိရင်တင်အောင်ရိုက်တာပြီးရင်တခါတည်းတိုက်ပိတ်ခံရတယ်နောက်လူတွေမလို့ရအောင်အကြောက်တရားနဲ့စစ်တကလုံးနေကြတာပါဟိုပြတုစင်မထတူရဲ့အမဖြစ်သူကတော့ပြောဆိုထားဖြစ်ပါတယ်လက်ရှိတက္ကကချတွေပြီးသူစင်မထန်တင်းတန်းတက်ရောက်နေတယ်တင်းတန်းသားတချို့ကိုမိဘဖြစ်သူများကလာရောက်တွေ့ဆုံတော့လဲစက္ကန်စီကတွေ့ခွင့်မပြုကြပြီးသူစင်မထန်တူရဲ့မိခင်ဖြစ်သူထံမှတရှိရပါတယ် ပသိမ်မျိုးတကကခ6အတွင်မှာတင်တန်းပြီးဆုံးတဲ့စင်မထန်မြောက်ကိုရှစ်တန်းတော့ပို့ဆောင်နေပြီးပြည်သူစင်မထန်တချို့ထိခိုက်ဒေဆုံမှုရှိနေတယ်လို့လက်ရှိတွင်လည်းပြည်သူစင်မထန်အမှတ်30ကိုဆက်လက်ပြီးတော့စစ်တင်တာပေးနေကြတဲ့တွင်တဲ့ရင်းမြင့်ချမ်းမှတရှိရပါတယ် ချို့ပြင်ပြည်ထရေးဖေဖော်ဝါရီလတတိယနောက်ပတ်အတွင်းမှာပဒေမျိုးစစ်အခြေခံလေ့ကျင့်ရေးတက်6ခန်းနဲ့တပ်သားတေတူထွက်ပြင်းရပြန်လည်ဖမ်းမိပြီးတော့စစ်ကောင်စစ်တပ်ဖွဲ့များကဝိုင်းဝိုင်းရက်နဲ့တပ်ဖြတ်လိုက်ပြီးမွေကိုက်တီဟူတရင်လွင့်ကမိတကျူလိုက်ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့အခြေစစခန်းပေါင်း1400နီးပါးပန်းဆန်ထားတဲ့စစ်တကတပ်ရင်းများပြုတ်တီးကုန်တီအထွေစစ်မှုချံဥပဒေဖြင့်လူတစ်ဆွဆောင်ကအသက်ဆက်နေရတဲ့ဆိုတဲ့တဲ့ရောတင်ဆက်ပေးမှာဖြစ်ပါရှင်တပ်ရင်းဌာနချုပ်အခြေစစခန်းပေါင်း1400နီးပါးပန်းဆန်ထားတဲ့စစ်တကတပ်ရင်းများပြုတ်တီးလာပြီးနောက်စစ်မှုချံဥပဒေဖြင့်အသက်ဆက်နေရကြောင်းသိရပါရယ်နိုင်ငံအနှံတိုက်ပွဲများဖြစ်လာပြီးနောက်စစ်ကောင်စစ်တရင်တပ်ဖွဲ့များရှိတပ်သားများအင်အားပြုတ်တီးလာတဲ့အတွေ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ရှမ်းပင် မြောက်ပိုင်းတွင်စတင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်းဆစ်စေးပထမပိုင်းအပြီးတွင်စကောင်းစီတီစင်မုံမချမ်းမနေရပြည်သူစင်မုံထဥပရေကိုထုတ်ပြန်ကလူတစ်ဆဆမှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါရယ်ရခိုင်ရှမ်းမြောက်ကချင်ဂရနီချင်းနဲ့စကိုင်းတို့တွင်တိုက်ပွဲများအပြင်းချံဖြစ်ပွားခဲ့ပြီးတည်ရင်တမန်များဖွဲ့စည်းပုံပြတ်တဲ့အထိပြုံတိပင်းအောင်စကောင်းစာဖို့ချုပ်မြင့်ကြီးမင်းအွန်လိုင်းဟာ2020ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့စတင်ပြီးပြည်သူစင်မုံထဥပရေကိုအတိပြုပြတ်ထန်ကနိုင်ငံတွင်းရှိလူငယ်များကိုစစ်တပ်များပေးပြီးရှစ်တဲ့စစ် မျက်နှာတို့ပို့ဆောင်နေကြကြောင်းသိရှိရပါတယ်။အကြံတစ်ဆက်ပြမို့ကျွန်မလည်းကြံနာကိုပြပါရှင်။အောက်ဘင်းနာဆုအတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။